ဥပိန်တရားနဲ့ချွတ်ဆွတ်တူပေမဲ့တက်တန်းပူရင်နဲ့မဥပိန်တရားကြီးမြမသမိုင်းမှာနမဲကျော်ဥပိန်တရားနဲ့အသွင်ချင်းစင်တူပေမဲ့လူတိနေပြီးတော့သမိုင်းရွယ်စားက85နှစ်ခန့်ပူဆော့ခဲ့တဲ့တက်သားတရားကြီးတစ်စင်းရှိလို့နေပါတယ်ရုတ်တရက်ကြီးလိုက်မဲ့ဆွေးတော်ဥပိန်တရားလို့ထင်ရလောက်အောင်ကိုစင်တူလို့နေအတွက်သမိုင်းပညာရှင်တွေတောင်မှပုံစံတူပြန်ဆောက်ထားလာလို့အထင်မှားခဲ့ကြပူပါတယ်ဒါပေမဲ့လည်းအားအသင့်မို့ကောင်းတာကတော့အဲ့ဒီတရားဟာဥပိန်တရားထက်တောင်မှတက်တန်းပိုရင်ပြီးတော့ ဖြစ်ချင်းဖြစ်ဥပိန်ကတော့ idea ယူပြီးတော့ပြန်ဆောက်ထားတာဖြစ်နိုင်ပါသေးတယ်။ဒီလိုမျိုးသမိုင်းကြောင်းလာတဲ့အထင်ကြီးရတရားကြီးရဆိုရင်တော့ရေစကြိုမျိုးအနောက်မြောက်ဖက်ငားမိုင်အခန်းကွာကမအူတရားပဲဖြစ်ပါရည်။ဒီတရားကြီးရဆိုရင်တော့စင်ဖြူရှင်မင်းလက်ထက်မြမသက်ကဲ1125ခုနှစ်ကနေ1138ခုနှစ်အတွင်းကတည်ဆောက်ခဲ့တာပါ။ဒီတရားဖြစ်ပေါ်လာပုံကတော့နန်းတွင်အချက်ဇာလံတစ်ပုံနဲ့ဆက်ဆက်လို့နေတာပါပဲ။ ဆန်ဖြူရှင်မင်းဟာချဲနှွေးမြေတခြားဖျားဘူးထွက်ရင်နဲ့ရန်အောင်မြေမြောက်ရွာမှာယာယီတဲနှန်းကိုဆောင်ပြီး49ရက်ကြာဆံမြန်းနေခဲ့ပါရီဘရင်ကိုဖူးမြော်ဖို့လာကြတဲ့ရွာသူရွာသားတွေထဲမှာရန်အောင်မြေတောင်ရွာကတောင်တကြီးဦးမော်ရဲ့တမီအသက်16နှစ်အရွယ်အလွန်ချောမောလှပါတဲ့မတ်ဦးလေးပါပါလာခဲ့ပါရီဘရင်စီဟာမတ်ဦးကိုစိတ်ဝင်စားသွားပြီးတော့မိဖုရားဖြစ်နေတိမ့်ပိုက်ခဲ့ပါတော့တယ် မိဖုရားမအုပ်ကိုချစ်မြတ်လွန်နေအတွက်ရန်အောင်မြင်တောင်ရွာရန်အောင်မြင်မြောက်ရွာရွှေဘုံသာတောင်ရွာနဲ့ရွှေဘုံသာမြောက်ရွာတွေကိုအပိုင်စားပေးသနာခဲ့ပါတယ်။အရင်အစားပြီးတော့ရွှေဘုံသာတောင်ရွာကိုမအုပ်တောင်ရွာနောက်ပိုင်းမအုပ်တောင်ရွာရွှေဘုံသာမြောက်ရွာကိုမအုပ်အလေရွာနောက်ပိုင်းမှာတော့မအုပ်အလေရွာလို့ခေါ်ပေါ်ခဲ့ကြတာဖြစ်ပါတယ်။ဒီရွာလေးတွေကိုခြုံငုံပြီးတော့မအူလေးရွာလို့ခေါ်ရခဲ့ရနေပြီးတော့ကာလာကြတော့မအူလေးရွာလို့အမည်တွင်နေတော့တာပါ ။ဘယင်ကြီးရသူ့ရဲ့ချစ်ကိုတတ်သေးထူဖို့အတွက်မိဖုရားမအူကိုလိုရာစုကိုတောင်းစီလို့ဆိုလိုက်ပါရယ်။မိဖုရားမအူကရွာသူရွာသားတွေတွားရင်လာရင်နဲ့ရောင်းဝယ်ဖောက်ကားဖို့အတွက်ရန်အောင်မြေရွာနဲ့ရွှေဘုံသာရွာကြားကအင်းကြီးကိုဖျက်ပြီးတရားတစ်ခုလိုအပ်ကြောင်းရှောက်တင်လိုက်ပါရယ်။မိဖုရားလေးရှောက်တန်လိုက်တာနဲ့ဘယင်ကြီးဟာတရားကြီးကိုတနေတဲ့နဲ့အပီးဆောင်ရမယ်လို့မိန့်တော်မူခဲ့တာပါတရားရဲ့အမြင်ကခုနှစ်ပေးခန့်ရှိနေပြီးတိုင်ပေါင်း344တိုင်း ညောင်ရီလောင်းအမှန်နဲ့အခန်းပေါင်း184ကန်းအောင်နေလင်းအမှန်နဲ့အရှိပေး2000ရှိပါတယ်။တရားရဲ့ကုန်ကြစီဟာဆိုရင်တော့ငွေတင်းက9455ဖြစ်တယ်လို့မှတ်တမ်းရှိခဲ့တာပါ။တရားအမီကိုလည်းမိဖုရားမအူတရားလို့ပေးခဲ့ရာကနေကာလများစွာလွန်လာတော့မအူတရားရဲ့လို့ဒီကနေ့တိုင်အမည်တင်ခဲ့ပါတော့တယ်။မအူတရာဟာဆိုရင်တော့ဥလက်ဒေါ်လာလေးတို့ကတက္ကရာ1150ပြည်နေမှာဒုတိယကြိမ်ပြုပြင်လှူဒန်းခဲ့ပြီးနောက်မှာတော့ဆီရတော့ဥပရတန်ဘောတိ ဥပညာဓမ္မတို့ကလည်းဆက်လက်ပြီးတော့ပြုပြင်ခဲ့ကြပါရယ်2000ခုနှစ်မှာဆွေးနွေးတက်တော်ရင်ရာဌာနကကျွန်းတိုင်းတွေကိုပြုပြင်ပြီးတော့ထိန်းသိမ်းရေးလုပ်ငန်းတွေကိုဒေတာခံတွေနဲ့ဆောင်ရွက်ခဲ့တာပါ။မိုးရသည်မှာချင်းတွင်းမြေရေတက်တဲ့ချိန်မအူအင်းတဲ့ကိုရေဝင်ရောက်တဲ့အခါမှာဥပိန်တရားလိုပဲတာယာလာပါတဲ့ရှုခင်းတွေကိုပေးပါရယ်။တည်တည်ချာချာလေးနှိုင်းရှင်ကြည့်လိုက်မယ်ဆိုရင်တော့မအူပင်တရားကဥပိန်တရားထက်အနည်းငယ်ပိုးနေပြီးတော့တိုင်လုံးတွေတိုးတာတွေကိုတွေ့ရပါလိမ့်မယ်။ ဒါပေမဲ့လည်းလူတွေကဥပိန်တရားနဲ့တူရဲလို့သာအမှန်မှားနေကြပြီးတော့ဒီတရားကြီးဟာရေစကြုံမြို့နယ်ရဲ့အမှတ်တရ site တစ်ခုဖြစ်တဲ့သဘောထားကြတာပါ။ဒါအပြင် pre-wedding ပုံတွေရုပ်သံမီဒီယာတွေရိုက်ကူးဖို့အတွက်ပြည်ရင်းပြည်ပခီးသွားတွေလာရောက်လို့စီကားနေရလို့လည်းသိရပါရဲ့ရှင်။ဒီကနေ့ရရှိဖို့ channel ကနေထုံးလွှင့်ပေးခဲ့တဲ့အကြောင်းအရာတွေကိုတလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါနော်။အသက်သက်သောစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။ Like and Share Subscribe ခလောင်းလေးနေပြီးအားပေးသွားပါရှင်။